မန္တလေးတိုင်းပြင်းလင်းမြို့နယ်ပသိမ်ကြီးမြို့နယ်အတွင်းရည်ကြီးရည်ရှဲမှုတွေဖြစ်ပေါ်ခဲ့ရတာဟာဆယ်တော်လေးဆယ်ကျောင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်တဲကကြေးရွာတချို့ကိုဝင်ရောက်ခဲ့တဲ့ရည်ဟာလက်ရှိပြန်ကျနေပြီဖြစ်တယ်လို့ဒေသခံတချို့နဲ့လူမှုကွန်ရီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူတွေထံကသိရပါတယ်မေလာလေးရဲ့မနက်ပိုင်းကမိုးသက်ထန်စွာရာသွန်းခဲ့ပြီးတောင်ကျရေတွေစီးဆင်းလာတဲ့အပြင်ဆယ်တော်40ရေပိုလွဲမှရေလုံးရင်းနဲ့ကျဆင်းလာတာကြောင့်အုံချောနဲ့ဆယ်တော်ကျွရအုပ်စုတဲကိုရေတွေအလင်းမြန်ဝင်ရောက်ခဲ့တာပါ အုံချိုကျေးရွာအခြေစားလူမှုကွန်ရီကေစေးအသင်းရဲ့အသင်းဝင်တူကလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးခုလိုပြောပါတယ်။သိုးအိမ်ကတော့မရှိပါဘူးကွာကျွန်တော်မင်းရဲ့ဖြစ်သွားတဲ့ဟာလေတောင်ကျရင်ဆိုတော့ညဉ့်ညံနဲ့ညံ့ကြလာတာပေါ့လေ။ဒါပေမဲ့ရည်ပြန်ပြီးတော့ရည်ပြန်ကြသွားလဲညံတဲ့ခါကျတော့လူတွေသိပြီးဒုက္ခတော်တော့သိမရှိပါဘူးကွာ။တောင်ကျရင်ဆိုတော့လည်းကျွန်တော်ပုံမှန်နေ့စဉ်ဝင်ကြတိုင်းပဲပေါ့နော်။အဓိကကတော့၁၀တော့ခိုင်တန်းပေါ့ကျွန်တော်အိုးညုံကတော့အနေမိုင်းလောက်ပေါ့။ကြီးကြီးဖြစ်သွားမျိုးမရှိပါဘူးကွာ။ဟို ရေတောင်ကြီးကျလာလည်းမြန်တယ်နောက်ပြီးရေပြန်ကျသွားတယ်လည်းမြန်တယ်ကြာတော့ဟိုဟိုရန်ကြီးသို့သို့အားထိခိုက်သွားမျိုးတော့ရှိပါအောင်ကြာအဲ့ဖြစ်တဲ့နေကလေးကကျွန်တော်တို့နေကင်းပါကလေးရေပြန်ကျသွားတယ်ကြာဒါကကျွန်တော်တို့9နိုင်9နိုင်လောက်9နိုင်ဝင်ကျတော့ကြီးစတက်လာတယ်အဲ့မှာရေတောင်ကြီးဆိုကြရေမြန်မြန်ဆန်ဆန်တက်လာတော့နည်းနည်းဟို ိုင်ငယ်တို့စံအိတ်တို့ဘောင်းညာတို့အဲ့လိုမလွတ်တာလေးတွေလို့ပြောင်းရွှေ့ကြတယ်နည်းနည်းတော့ရိုးရိုးဖြစ်သွားတယ်။ချောင်းနဲ့နီးရဲ့နေရာမှာနေထိုင်သူတွေကတော့ကုန်းမြင့်တွေပေါ်ကိုခစ်တာရွှေ့ပြောင်းခဲ့ရတာတွေရှိတယ်လို့သိရပါတယ်။မနေ့ကအရေးကြီးမှုကြောင့်ထိခိုက်ဒဏ်ရာရသူနဲ့တိုက်စုံတာမျိုးတွေမရှိဘူးလို့လည်းဒေသခံတွေကဆိုပါတယ်။အုံချော့ဒေသခံအမျိုးသမီးတူကလည်းအခုလိုပြောပြပါဗျ။တောင်ကြရေဆိုအဲ့ဆဲရေတော့မနိုင်ဘူးလွတ်ချိုင်လို့ပြောရပဲ။အအဟွာညနေ9:00ကတော့ရေကျပါပြီ။ဒါပေမဲ့အခုတော့မတီးသေးဘူးရှင်။ချောင်းဘက်မကြည့်ရသေးဘူး။ဒါနဲ့ညနေ9:00ကတော့ရေပြန်ကျပါပြီရှင်။ ဟာချောင်းပေးရလို့တော့ဆွေးရမယ်ထင်တယ်ဒီမလို့ရဒီဟိုဘက်ပေါ်ကနေပက်ကြမှာဆိုတော့မဆွေးရအောင်ရှင်ချောင်းပက်တွေတော့ဆွေးရမယ်ထင်တယ်အရှင်နှစ်တိုင်းဖြစ်နေကြသူကတော့ဟိုဟာပေါ့ဒီနေ့ရမနစ်ကရဖြစ်တာပေါ့ရင်းနှစ်ကအဲ့လောက်တည်းမဟုတ်ဘူးဟုတ်ငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလင်တွေကိုသတိထားနေရချိန်မှာနောက်ထပ်သဘာဝဘေးဖြစ်လာနိုင်တဲ့မိုးကြီးတာရေကြီးမြေပြိုတာတွေကိုဂယူဆိုင်တင်တယ်လို့သဘာဝဘေးစောင့်ကြည့်နေသူတချို့ကသတိပေးပါတယ်